Yes, I mean. Oh, God. I'm not Hallelujah. စုပေါင်းပြီးတော့တရားရင်နှလုံးသွင်းပြီးတော့တရားထိုင်နေပါခြေရည်လက်တွေကိုတဏှတ္တဖြစ်မဲ့အိသာမျိုးနဲ့ထိုင်မယ်။ ตะเตียไทยน่ะบาลุโพเลยลูกนี้แม้สิเนาะนี้เนาะดิอายุนี้เนี่ยปัดตะปิ๊ดออกป่อสิทธิ์นี้เนี่ยปัดตะปิ๊ดออกมันนายไม่ตีจักอายุนี้เนี่ยปัดตะปิ๊ดออกสิทธิ์นี้เนี่ยปัดตะปิ๊ดออกป่อ မှန်တိုင်းသိဖို့ပေါ့ယုတ်တဘာဝအနန္တဘာဝစိတ်တဘာဝပေါ့နိုင်နဲ့ပတ်သက်ပြီးတော့အမှန်တိုင်းသိတာကိုဦးဇင်းကတော့အလွယ်ပေါ့အသိလို့ပြောတာအမှန်ကန်တဲ့အသိဖြစ်အောင်လုပ်ရမယ်ပြီးရင်အဲဒီမှန်ကန်တဲ့အသိရဦးဇင်းတို့ကတင်ကြားပြီးတော့ပထမသိထားတာ အတင်ကြားပြီးတော့တည်ထားတဲ့အတိကိုဦးဇင်းတို့ကပွားများမှာပေါ့ပွားများမယ်အောင်းမိမယ်ပေါ့အဲ့ဒါကိုတော့ဦးဇင်းတို့ကတတိလို့ခေါ်တယ်တရားတိုင်နေဆိုတာဒါကမှန်ကန်တဲ့အတိကိုတတိနဲ့ပေါ့ပွားများတယ်အောင်းမိတယ်ဒီလိုဆက်ပြီးတော့နားလည်အောင် ဒါပေမဲ့ဦးဇင်းတို့ကမှန်ကန်တဲ့အတိကိုမတိထားဘူးဆိုရင်တော့ဦးဇင်းတို့ကတတိကိုပေါ့ဦးဇင်းတို့ကစူးစိုက်တဲ့တတိကိုပဲလောက်တတ်တာပေါ့အမှန်ကန်တဲ့အတိကိုကြတော့ဦးဇင်းတို့ကတင်ကြတာပေါ့လေအလွယ်ပြောမယ်ဆိုရင်တော့ငါမဟုတ်ဘူးယုတ်တဘာဝနန္တဘာဝခန္ဓာ၅ပါးရဲ့ခန္ဓာ၅ပါးဆိုတာယုတ်တဘာဝနဲ့နန္တဘာဝကိုပြောတာပဲ ခန္ဓာတဘာကယုတ်တဘာဝဖြစ်ပြီးတော့ခန္ဓာ၄ပါးတော့နံတဘာဝပေါ့ရေတော့ငါဆိုတာမရှိဘူးငါဘဝဆိုတာအမိပေးထားတာပဲတတ်မှတ်ထားတာပဲတကယ်ဖြစ်နေတာကယုတ်တဘာဝနံတဘာဝအပေါင်းစုတွေရဲ့ပေါ့အကြောင်းအကျိုးဖြစ်ပျက်မှုတွေပဲအဲ့ဒါမှန်ကန်တဲ့အတိပေါ့အမှန်တကယ်တော့ဒီလိုဥပမာလေးနဲ့ပေးတယ် ေပန်ကြီးကိုပန်းမွင့်ပုံလောက်ထားတယ်ဆိုပါဘူး။ဒီကပန်းမွင့်ရှိတာမဟုတ်ဘူး။ဒါပေမဲ့ပန်းမွင့်ပုံတော့မြင်နေရတယ်။တကယ်ရှိတရားကရေဆက်ရေပေါက်တွေရဲ့အစုပေါင်းနေပဲ။ရေဆက်ရေပေါက်ရေဆက်ရေပေါက်တွေရဲ့အစုပေါင်းတွေဟာသူပုံဖော်ထားတာပါလေ။ရေပန်းကြီးကိုသူပန်းမွင့်ပုံဖော်ထားတာ။ရင်ရတာတော့ပန်းပွင့်ပုံတယ်ဒါပေမဲ့တကယ်အရှိတရားတကယ်ဖြစ်နေတာကရေဆက်ရေမုံတွေရဲ့အစုအဝေး စုပေါင်းထားမှုရေစက်ရေမုန်တွေကလည်းဒီတိုင်းဒီတိုင်းရှိနေတာတော့မဟုတ်ဘူးအောက်ကရေကတွန်းအားကြောင့်ပေါ့သူကဒီ pressure နဲ့ပေါ့ပြီးအားကြောင့်ရေစက်ရေမုန်တွေကလည်းမပြတ်လည်ဆက်ပြောင်းလဲပြီးတော့အစားထိုးနေတဲ့ဖြစ်ပျက်အစင်ပေါ့ဒီလိုနားလေဒါဆိုရင်ဦးဇင်းတို့ reality ပေါ့ရေပန်းကြီးဥပမာကိုကြည့်မယ်ဆိုရင်ရေပန်းကြီးကပန်းပွင့်မဟုတ်ဘူးဒါပေမဲ့ပန်းပွင့်ပုံတော့ပေါ်နေမယ်ဒါပေမဲ့တကယ် နားလေရမှာကတကယ်အရှိတရားဖြစ်ပေါ့တိရမှာကရေပန်းဆိုတာပန်းပွင့်မဟုတ်ဘူးရေစက်ရေမုန်နေရဲ့မပြတ်တည်းဇက်ပြောင်းလဲအစာထုတ်နေမှုဖြစ်ပြတ်မှုအစင်ပဲလို့နားလေရစာလူပြောမယ်ဆိုရင်တော့ရေပန်းငါပန်းပွင့်ပုံပေါ်နေတဲ့ဖြစ်စဉ်မှာပန်းပွင့်ကပြည့်ညတ်ပေါ့ပန်းပွင့်ကတကယ်အရှိတရားမဟုတ်ဘူးရေစက်ရေမုန်နေကတကယ်အရှိတရားပေါ့ ရှိတရားဆိုပေမဲ့လည်းဥစဉ်တော့အခိုင်မာကြီးရေဆက်တွေကရှိတာတော့မဟုတ်ဘူးရေဆက်ရေမုံတွေကလည်းမပြတ်တည်းလဲပြောင်းနေပြီးတော့စားထုံးနေတဲ့ဖြစ်ပျက်အစဉ်နေတဲ့ပေါ့ဖြစ်ပျက်အစဉ်ဥစဉ်တော့ပါဠိတော်နေစာလို့ခေါ်တယ်ဖြစ်ပျက်အစဉ်နဲ့ရှိနေတာပေါ့ဒီဥပမာလေးကိုမှတ်ထားအဝိဇ္ဇနုငါကုငါခန္ဓာငါဘဝဆိုတာလေတကယ်ကတော့ပန်းပွင့်လို့ပဲ ငါကူငါဘဝအနေနဲ့ပေါ့ပုံတော့ပေါ်နေမှာပဲဟာဒါပေမဲ့တကယ်ရှိတာကတော့ယုတ်တဘာဝနန္တဘာဝပေါ့ယုတ်တဘာဝဆိုတာဦးဇင်းတို့ဒီနေ့တရားရှင်းပြရင်ဒါပါလာမှာပေါ့ယုတ်တဘာဝဆိုတာဓာတ်ကြီးလေးပါအပေါင်းစုဦးဇင်းတို့ခန္ဓာကိုယ်ကြီးကလူပုံတရံပေါ်နေတာပေါ့ခွေးဆိုရင်လည်းခွေးပုံတရံပေါ်နေတာပေါ့အဲ့ဒါကပန်းပွင့်နဲ့တူပါ တကယ်ကလူပုံပဲဖြစ်ဖြစ်ခွေးပုံပဲဖြစ်ဖြစ်ပေါ့တကယ်ဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတာပေါ့အဲ့ဓာတ်ကြီးလေးပါဖယ်လိုက်ရင်လူလည်းမရှိတော့ဘူးခွေးလည်းမရှိတော့ဓာတ်ကြီးလေးပါရဲ့အပေါင်းစုကိုဦးဇင်းတို့ကပုံစံတန်ပေါ်မှာလိုက်ပြီးတော့ဒါကတော့ဒူဒါကတော့ခွေးပေါ့ဒူတော်မှဦးဇင်းတို့ကအဝတ်စားပုံပေါ့ဝတ်စားအဝတ်ပုံမှာမတည်ပြီးတော့ဒါကတော့ဖုံးကြီးဒါကတော့တီလာရှင်ဒါကတော့လူယောဂီ ုံကြီးတော်မှာဦးဇင်းတို့ခရီးရန်ဘုံကြီးဟိန္ဒူဘုံကြီးဆိုပြီးတော့ဒါအဝတ်စားဝိစင်ဘုံမှာမူတည်ပြီးတော့ဒါအမည်နာမတွေပေါ့ပြောင်းလဲသွားတာပေါ့တော့မှန်တရားအတိကိုအလွယ်ပြောမယ်ဆိုရင်တော့ငါမဟုတ်ဘူးပေါ့ငါမဟုတ်ဘူးယုတ်တဘာဝနန္တဘာဝခန္ဓာ၅ပါးအပေါင်းစုတွေရဲ့အကြောင်းအကျိုးဖြစ်ပျက်မှုအစင်ပဲပေါ့ ယုတ်ဘာဝဉာဏ်ဘာဝခန္ဓာငါးပါးအပေါင်းစုတွေရဲ့အကြောင်းအကျိုးပြည့်ပြည့်မှုအစဉ်ကိုဉာဏ်နေနေတော့ဦးဇင်းကဒါလူပဲဒါတော့ခွေးပဲဒါတော့ကြောင်ပဲဒါကတော့ဘုံကြီးပဲဒါကတော့သီလရှင်ပဲဆိုပြီးတော့အမည်မျိုးမျိုးတတ်မှတ်ကြတာပေါ့ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့ ။ဤပန်ဤကိုဥဒင်းတို့ကပန်ပွင့်ပုံပေါ်ထားတယ်ဆိုရင်ပန်ပွင့်ဤဟာငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လူခွေးကြောင်ဆိုတဲ့သဘောနဲ့တူမှာပေါ့။ရည်စဲရည်မုံကြီးရဲ့မပြတ်တလက်ဆက်စာသူဖြစ်ပြမှုဖြစ်ပြအစဉ်ကားကြတော့ဥဒင်းတို့က ီပန်းနေရဲ့ပေါ့မပြတ်လက်ဆက်အစားထိုးနေမှုပေါ့ရည်ဆက်ရည်မုံနေရဲ့မပြတ်လက်ဆက်အစားထိုးဖြစ်ပြမှုကတော့ယုတ်တဘာဝနန္တဘာဝခန္ဓာ၅ပါးဆိုရင်တတိတွေရဲ့မပြတ်လက်ဆက်အစားထိုးဖြစ်ပြမှုနဲ့တူမှာပေါ့ဒါလေးဦးဇင်းတို့သဘောပေါက်သားပြီဆိုရင်ဦးဇင်းတို့က စပြီးတော့ပေါ့ကိုယ့်ရဲ့ခန္ဓာမှာဒါဒီသဘောတည်းကိုစပြီးတော့ဦးဇင်းတို့စပြီးတော့အတုံးချမယ်ပေါ့တော့အမှန်တရားအတိကိုဦးဇင်းတို့ကကိုယ့်ရဲ့ခန္ဓာမှာပြန်ပြီးတော့တုံးတက်တာဆင်ကျင်တာပေါ့အဘဘုံကြီးဝိဒါလည်းပြောတာပေါ့တော့တရားသဘောတွေဆင်ကျင်နေဆိုတာကတော့ဒီတရားသဘောပေါ့တရားဆိုတာကလည်းယုတ်ယုတ်တရားရဲ့သဘောရှိတယ်နံတရားရဲ့သဘောရှိတယ် ထက်ကြည့်ချင်းမယ်ဆိုရင်တော့ယုတ်တရားဆိုတဲ့တရားသဘောမှာယုတ်တရားမှာအပထဝီဓာတ်ဆိုရင်လည်းပထဝီဓာတ်ရဲ့သဘောရှိတာယုတ်တရားဆိုတာဓာတ်ကြီးလေးပါအပေါင်းစုကိုပြောတာဒီလိုနားလည်ရအောင်နောက်ဓာတ်ကြီးလေးပါအပေါင်းစုကိုမှထက်ကြည့်ချင်းမယ်ဆိုရင်အဲဒီဓာတ်ကြီးလေးပါအပေါင်းစုမှာမှဦးဇင်းတို့ကမျက်စိကြီးနားကြီးနှာခေါင်းကြီးရှာကြီးကိုယ်ကြီးဆိုပြီးတော့အကြည့်ယုတ်တရားကံရောက်လို့သူကဖြစ်ပေါ်လာ ဒီအကြည်ယုတ်တွေဖြစ်လာပြီဆိုရင်အဲ့အကြည်ယုတ်နဲ့တက်ဆိုင်နဲ့ပေါ့အာယုံယုတ်တွေကလည်းလာတိုက်နေတယ်အဲ့ဒါတွေကလည်းယုတ်တရားတွေပဲအဲ့တော့တရားသဘောလို့ပြောတဲ့အခါမှာလည်းဦးဇင်းတို့ကတရားသဘောကိုဒီတိုင်းတရားသဘောဆိုရင်ဦးဇင်းတို့ကဟိုဖရားစာတွေဒီလိုထင်တာပေါ့မဟုတ်ဘူးတရားသဘောဆိုတာယုတ်တရားနဲ့နံတရားတရားဆိုတာကအပြားဆိုပြောတာပြည့်ပြည့်စုံစုံပြောရင်ယုတ်ဆိုတဲ့တဘာဝတရားနံဆိုတဲ့တဘာဝတရား ယုံဆိုတာမတိတတ်တဲ့သဘာဝတရားဉာဏ်ဆိုတာကတော့တိတတ်တဲ့သဘာဝခံစားတတ်တဲ့သဘာဝမှတ်သားတတ်တဲ့သဘာဝပြုပြင်စေစောတတ်တဲ့တုံ့ပြန်တတ်တဲ့သဘာဝဆိုပြီးတော့ဉာဏ်သဘာဝ၄မျိုးရှိမယ်ဉာဏ်သဘာဝ၄မျိုးကိုဦးဇင်းတို့ကဉာဏ်ခန္ဓာ၄ပါးလို့ခေါ်တယ်ယုတ်တဘာဝဘုရားဦးဇင်းတို့ကမတိတတ်တဲ့သဘောဆိုပြီးတော့စုပြီးတော့ယုတ်တဘာဝ အမြင်နဲ့ရည်တွက်တော့စုစုပေါင်းခန္ဓာက၅ပါအဲ့မဲ့ယုတ်တရားဆိုတဲ့မတိတတဲ့တဘာဝဗာတယ်လို့မိမယ်ဆိုရင်တော့ဥစဉ်တော့ဒါနည်းနည်းပေါ့လေဥစဉ်ကတော့အာယုံယုတ်နဲ့ဒွာရယုတ်ဆိုပြီးတော့နှစ်ပိုင်းခွဲလိုက်တာပေါ့တော့အာယုံယုတ်ဆိုတာကတော့အခုနားနဲ့တန်နဲ့တိုက်တယ်ဆိုရင်နားကဒွာရယုတ်ပေါ့ တန်ကအာယုံရုပ်ပေါ့ဒီတော့ခန္ဓာကိုယ်ကြီးဟာဓာကြီးလေးပါအပေါင်းစုဓာကြီးလေးပါအပေါင်းစုမှာသူကခန္ဓာကိုယ်အကြည်ရုပ်ပေါ့အရေးပြားရှိတယ်ပဓာကြီးလေးပါဦးဇင်းတို့ကိုယ်ဘက်ကကြည့်မယ်ဆိုရင်တော့ကာယအကြည်ရုပ်ပေါ့ဒုက္ခနာကကိုယ်လာကြည့်ရင်ဒုက္ခနာကကိုယ်အတွက်တော့ဖောဒဘာယုံရုပ်ပေါ့စသည်ဖြင့်ပါလေ ကိုကသူများကိုတွားကြည့်ရင်ကိုရဲ့အကြည့်ရုပ်ကသူ့အတွက်တော့ဟောရပါယုံရုပ်ပေါ့အဲဒကြီးလေးပါကအာယုံရုပ်ဒါရရုပ်နေနဲ့ပြောမယ်ဆိုရင်တော့ဥစဉ်တော့ဒကြီးလေးပါကကိုကာယအကြည့်ရုပ်နဲ့ဟောရပါယုံရုပ်ထဲမှာပါဝင်ပြီးတာလို့နားလေရအဲ့တော့ရုပ်တဘာဝနံတဘာဝအပေါင်းစုတွေရဲ့ အကြောင်းအကျိုးပြပြမှုတွေကရေစက်ရေမုန်တွေရဲ့အပေါင်းစုနဲ့တူမှာပေါ့ရေစက်ရေမုန်တွေကရေပန်းတစ်ခုမှဆိုရင်မပြတ်လက်ဆက်အစားတူးနေတယ်ပြောင်းလဲနေတယ်။ဘာကြောင့်လဲဆိုတော့အောက်ကရေရဲ့ဖိအားနဲ့သွန်အားနဲ့သူကလှုပ်ထားတာ။ထို့သူပဲပေါ့ဦးဇင်းတို့ရဲ့ဒီရုပ်တဘာဝနံတဘာဝတွေကလည်းဒီတိတ်ကပြုလုပ်ခဲ့တဲ့ဝိဇ္ဇာတင်္ခါရပေါ့။ဝိဇ္ဇာဆိုတာကိလေသာတင်္ခါရဆိုတာကံ။ တော့ကိလေသာနဲ့ကံအဝိဇ္ဇာနဲ့တင်္ကာရဆိုတဲ့အကြောင်းတရားပေါ့အကြောင်းတရားဆွမ်းရတ္တိတွေရဲ့ပြုပြင်စီရင်မှုအတိုင်းပေါ့ဘုပ္ပစ္စဘမှာယုတ်တဘာဝနန္ဒဘာဝတွေဟာရည်စက်ရည်မုံဥပမာလိုပဲပေါ့တို့ကမပြတ်တလဲစက်ရည်စက်ရည်မုံတွေကအောက်ကရေပရက်ရှာရဲ့ပေါ့ PI ရဲ့တွန်းအားရဲ့ပြုပြင်စီရင်မှုအတိုင်းရည်စက်ရည်မုံတွေကမပြတ်တလဲစက်အစာတို့ဖြစ်ပြနေတယ်လို့ သင်တို့ရဲ့မျက်စိကြည်နားကြည်နှာခေါင်းကြည်ဆိုတဲ့ ద్వార ရုပ်တွေပြီးရင်မျက်စိဘောက်မှာအစင်းအာယုံနားဘောက်မှာအတန်အာယုံနှာခေါင်းဘောက်မှာအနတ်အာယုံတွေလာပြီးတော့တိုက်တယ်တော့အာယုံ6ပါး ద్వార 6ပါးတိုက်မှုတွေဟာအတိတ်ကဝိဇ္ဇာတင်္ခါရဆိုတဲ့ကိလေသာနဲ့ကံအကြောင်းတရားတွေရဲ့ပြုပြင်စီရင်မှုအတိုင်းပေါ့ မပြတ်လက်ဆက်ဒီယုံနဲ့နေဟာဖြစ်ပေါ်နေတယ်ချုပ်ပြောက်နေတယ်အစားထိုးနေတယ်လို့နားလည်ရမယ်။ဓမ္မအမြင်ကိုစပြီးတော့ဦးဇင်းတို့နားလည်အောင်လုပ်တာပေါ့။တရားထုတ်ပြဆိုတာဓမ္မလောကအမြင်နေနဲ့လည်းနားလည်ရမယ်။အမြင်ကိုနားလည်ပြီးတော့လောကအမြင်ကိုပယ်ရမှာလည်းမဟုတ်ဘူး။လောကအမြင်ကိုပဲစုပ်ကန်ပြီးတော့ဓမ္မအမြင်ကိုကုတို့ရယုံတော့တင်ကြားမှာမျိုးလည်းမဟုတ်ဘူး။ ဒါဆိုရင်ဘာလို့မှလဲဆိုအဲ့ဓမ္မအမြင်တွေကိုဦးဇင်းတို့ကလက်တွေ့ပွားမှာပေါ့။ဘူးတရားထိုင်နေဆိုတာအခုဝင်လေတွက်လေကိုတတိကတ်နေတယ်ဆိုပါဆိုတော့တတိဆိုတာကတော့ဦးဇင်းတို့ကဒီအာယုန်တစ်ခုပေါ်မှာစိတ်ကိုပေါ့သွန်းပို့တဲ့သဘောပဲ။ဒီမှာဝင်လေတွက်လေကိုရှုတယ်ဆိုရင်စိတ်ကိုသူကတတိကဝင်လေတွက်လေပေါ်မှာပေါ့ဇက်တိုက်လေးအာယုန်ပြုတ်အောင်သူကတတိကလှုပ်ဆောင်ပေးနေတာ ော်တတိဆိုတာသူကတတ်မှတ်ထားတဲ့အာယုန်တစ်ခုမှပေါ်မှာစိတ်ကလေးကိုရောက်ရောက်သွားအောင်သူကတွန်းပို့တဲ့သဘောပေါ့ဒီတော့အမှန်တရားကိုမသိခင်မှာပေါ့ဟိုတတ်မှတ်ထားတဲ့ဝင်လေတက်လေဆိုရင်ဝင်လေတက်လေမှာသူကစိတ်ကလေးကိုရောက်ရောက်သွားအောင်တတိတတိကတွန်းပို့ပေးနေရတာပေါ့နောက်ပိုင်းကျရင်တော့ဦးစင်းတို့ကအာယုန်ကအဓိကမဟုတ်ဘူးသူကဘယ်အာယုန်ပဲစိတ်ကလေးကိုပို့ပို့သူက ဒီကအမှန်တရားကိုနားလေတဲ့ပေါ့အတိဖြစ်ဖို့ကလိုရင်းပေါ့ရင်းညာကတော့ဝင်လေတွက်လေတော့တတိကတ်တယ်ဒါပေမဲ့ငါအသက်ရှူနေတာငါဘဝလို့ထင်နေတူကမှန်ကန်တဲ့အတိမပါဘူးသူကတတိထားနေတာပဲရှိတယ်ဝင်နိုင်နာတယ်တော့မှတ်နေတာပဲပူရင်ပူတယ်တော့မှတ်နေတာပဲဒါပေမဲ့ငါနာနေတာငါပူနေတာဆိုရင်ဒါမှန်ကန်တဲ့အတိမပါဘူးပေါ့ဇင်းညာတော့ချောက်နေတာပဲပေါ့ဘယ်လန်းနေညာလန်းနေ ဒါပေမဲ့ငါလမ်းလျှောက်နေတာငါကုသိုလ်ရနေတာဆိုရင်တော့ဦးဇင်းတို့ကငါဆိုတဲ့ပေါ့လောကအမြင်ပဲဦးဇင်းတို့ကဖြစ်နေတာဦးဇင်းတို့ကစောစောရေပန်ဥပမာမှာဆိုရင်ဦးဇင်းတို့ကရေစက်ရေမုန်တွေရဲ့သဘောကိုနားမလည်ပဲနဲ့ပန်းမွင့်ကြီးကဘယ်လိုပဲဘယ်ညာပဲလုံးနေတဲ့မြောက်ဦးဇင်းတို့ကပန်းမွင့်ကိုမြင်တယ်ဒါပေမဲ့မြင်တော့ ဦးဇင်းတို့မြင်မြင်နဲ့တော့မှတ်တယ်ဒါပေမဲ့ပန်းပွင့်လို့တင်ပြီးတော့မှတ်နေရင်ဦးဇင်းတို့ကမြင်မြင်နဲ့လို့မှတ်တာတော့တတိပေါ့ဒါပေမဲ့ဦးဇင်းတို့ကရေစဲရေမုန်နေရဲ့အဆူဝေးကိုပန်းပွင့်လို့တင်ပြီးတော့မှမှတ်နေရင်အတိမားနေတာဒါပေမဲ့တတိကတဲ့အတွက်ဦးဇင်းတို့ကဒီရေရေစဲရေမုန်နေရဲ့အဆူဝေးကိုပန်းပွင့်တို့ထင်ပြီးတော့မှတတိကတ်တယ်ဆိုရင်ဦးဇင်းတို့ကတတိရဲ့စားကြောင်ပေါ့ ဒီအာယုံပေါ်မှာစိတ်ကတော့အေးချမ်းနေမယ်။ဒါပေမဲ့အမှန်တရားအတိမပါလာဘူးပေါ့။ဝိနည်းတည်းလို့တော့ဥစဉ်ကတတိကတ်တယ်ဒါပေမဲ့ငါတက်နေတာငါဘဝပဲငါကိုယ်ပဲငါစိတ်ကတတိကတ်နေတာဆိုရင်ဥစဉ်တို့ကအမှန်တရားအတိပါမလာဘူးပေါ့။အပန်းမွေးကိုရေစဲရေမုံလို့နားမလဲပဲဥစဉ်တို့ကဘလို့ပဲရှုရှုပေါ့။ရေစဲရေမုံလို့ သိဝင်ဖို့လိုတယ်ပေါ့နွေးစိန်တော်ဦးဇင်းတော်ပန်းမွင့်ကိုလှတယ်ပဲပြောပြောမလှဘူးပဲပြောပြောကောင်းတယ်ပဲပြောပြောဆူးတယ်ပဲပြောပြောပေါ့တွားပန်းမွင့်ဆိုတဲ့အတိဟာမာရင်နေတဲ့အတွက်ပေါ့ပန်းမွင့်အနေနဲ့ရှိနေတယ်လို့ယူဆတဲ့အတွက်ကိုပဲဦးဇင်းတော်ကဒီပန်းမွင့်ကိုကောင်းတယ်ပြောပြောဆူးတယ်ပြောပြောပေါ့ ဘာမလို့လှတယ်ပဲပြောပြောမလှဘူးပဲပြောပြောပေါ့တော့အမှန်တရားမဟုတ်ဘူးပေါ့တို့တူပဲပေါ့ဦးဇင်းကရုပ်တဘာဝနန္ဒဘာဝခန္ဓာငါးပါးအပေါင်းစုတွေရဲ့အကြောင်းအကျိုးပြပြမှုတွေကိုဒီတော့ငါပဲလို့ပြောပြောသူပဲလို့ပြောပြောပေါ့လှတယ်လို့ပဲပြောပြောမလှဘူးလို့ပဲပြောပြောပေါ့ဒီကတော့အမှန်တရားမဟုတ်ဘူးပေါ့ဘာလို့ဆိုတော့တကယ် reality တော့ပါမလား နောက်ွယ်ရအမှန်တရားတကယ်ဖြစ်နေတဲ့အမှန်တရားအတိပါမလာဘူးပေါ့။ဟိုကိစ္စတရားတွေဆွေးနွေးရတယ်၊တင်ကြားရတယ်ဆိုတာကဒီတရားသဘောတွေကိုအရင်သိအောင်ပေါ့။တရားသဘောဆိုတာဘာလဲ။တရားသဘောကိုသိမှလည်းဥစဉ်ကတရားသဘောတွေကိုပြန်ပြီးတော့ဆင်ခြင်လို့ရမယ်၊တုံးတက်လို့ရမယ်၊တတိထားလို့ရမယ်၊တတိနဲ့အောင်းမေ့လို့ရမယ် တရားသမားတွေကိုမတည်ဘူးဆိုရင်ဦးစင်းတို့ကခုနားလေလိုပဲတရားကိုဆင်ခြင်နေတော့မှာပေါ့တရားသဘောဆိုတာအနည်းဆုံးတော့ဦးစင်းတို့ကရုပ်ဆိုတဲ့ရုပ်တရားရဲ့သဘောနံတရားရဲ့သဘောစပြီးတော့တည်ဆိုတာကတည်တတ်တဲ့ တိတတ်တဲ့သဘာဝဆိုတာကတော့ဈဉ်တို့ကအလွယ်ပြောလိုက်တာပေါ့လေမမတိတတ်တဲ့သဘာဝလည်းနာမည်ခံစားတတ်တဲ့သဘာဝလည်းနာမည်သဘာဝဆိုတာဘာလို့တိတာလဲလို့မေးကြရရှိတယ်အာယုံစတဲ့စကားလုံးမှတ်ထားဦးဇင်းတို့က